ရဲတမားလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edusi ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းရဲ့အကြောင်းအရာကတော့တရားရုံးနေရဲ့ Chelsea ကိုအခွင့်ကောင်းမယူနိုင်ပဲတမက်စီခွဲယူခဲ့ရပြီး Arsenal တို့ရမယ့်ရောချခဲ့ရတဲ့ပွဲကမမရရပြန်ပြောခြင်းစရာအချက်6ချက်ပဲဖြစ်ပါတယ် Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ Chelsea နဲ့ Arsenal တို့ပွဲစဉ်ကပွဲစားကလေးကပရိသတ်တွေကိုဖျော်ဖြေမှုအပြည့်ပေးနိုင်ခဲ့ပါတယ် Arsenal ရဲ့ဗဟုခံစေအတွဲဖြစ်တဲ့ Hinkabi နဲ့ Mosquera တို့အထိုင်မကျတာကြောင့် အာစနယ်ခန်းစစ်ကဒီနေ့မှာအမှားများခဲ့ပြီးချယ်ဆီကအပိုင်ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့လည်းရှင်းလင်းပြတ်သားတဲ့ဂိုးကန်သွင်းခွင့်မရခဲ့လို့သာကန်ကောင်းခဲ့တာပါစာကာရဲ့ညာချင်းတဲ့အပိုင်ခန်းချက်ကလည်းရောဘတ်ဆန်ချက်ကကာကွယ်သွားနိုင်ခဲ့ပြီးညာတော်မန်ကစာကာကိုကိုကူရီလာကခက်ချမ်းချမ်းကစားနေတာကြောင့်ဒိုက်စစ်ကပုံဖော်ဖို့အတွက်အခက်တွေ့နေခဲ့ပါတယ်ဂိုင်စီတို့ကတော့မရီနိုရဲ့ခြေချင်းဝက်ကိုဝင်နေခဲ့တဲ့အတွက်ဗီအာပြန်ကြည့်ပြီးဒါရအနီကန်နဲ့ထုတ်ပယ်ခံခဲ့ရလို့အင်ရှင်တို့တယောက်ယောက်နဲ့ဒုတိယပိုင်းမှာအာဆနယ်ကိုယင်ဆိုင်ရတော့မှာပါ မာတင်လီရဲ့ပထမပိုင်းပြီးဆုံးကနေအပိုင်းကိုကန်သွင်းချက်ကလည်းရောဘတ်ဆန်ဂျာတရီရှိရှိလက်စွမ်းပြကာကွယ်ခဲ့လို့ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာပါဒုတိယပိုင်းပြန်စားပြီး9မိနစ်ကြာမှာပဲချက်စီတင်းကတောင်းငံဘောကနေတဆင့်ချာလိုဘတ်ရဲ့ခေါင်းတိုက်သွင်းကိုနဲ့ဦးဆောင်ကိုရာသွားခဲ့ပြီးမော်စကီရာကဘောလုံးကိုရှင်းထုတ်ရမယ့်အစားအန်ဇိုဖာနန်ဒက်စ်ကိုဖတ်ထားခဲ့တာဖြစ်ပါတယ်အာဆနယ်ကမထင်မှတ်ပဲဂိုးပေးလိုက်ရပေမဲ့လေတယောက်ရောက်နေတဲ့ချက်စီကိုဒရက်ဆက်ဖိအားပေးတိုက်စစ်ဆင်လာခဲ့ပြီး 59မိနစ်မှာညာတော်မကနေစာကာရဲ့အလွန်ကောင်းမွန်တဲ့ဖြတ်တင်ပေးပို့မှုကနေတဆင့်မရီနိုကခေါင်းတိုက်ပြီးခြေပါကိုသွင်းယူပေးခဲ့ပါတယ်။အာစနယ်တင်းကချယ်ဆီကွင်းဘက်ချမ်းမှာပဲတစ်ချိန်လုံးကစားနေခဲ့ပြီးအင်ရှင်တွေကတမ်းမန်တိုက်စစ်ကနေပဲချိန်ချောင်းမှုပြုလုပ်ခဲ့ပါတယ်။ခြေစား၈မိနစ်မှာမရီနိုကယော့ဂရက်ချပေးလိုက်တဲ့ဘောလုံးကိုပနတီအဲရီယာထိပ်ကနေပဲချင်းနဲ့ကန်သွင်းခဲ့ပေမဲ့လေရောဘတ်ဆန်ချက်ကနောက်ထပ်တစ်ချိန်အထင်ကြီးပွဲလက်စွမ်းနဲ့ကာကွယ်နိုင်ခဲ့ပြီးပြန်ရှထွက်လာတဲ့ဘောလုံးကို Rockcrest ပိတ်သွင်းမှုကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီးစမ်းချက်ကပဲထမ်းမိခဲ့တာဖြစ်ပါတယ် ဂန္ဓာရီကပွဲပြီးကနေနာကျင်ချိန်ပိုနောက်ဆုံးမိနစ်မှာနောက်ကြအနိုင်ကိုသွေးယူနိုင်မဲ့အခွင့်အရေးရခဲ့ပေမဲ့လေမာရူအဲခီရဲ့ဘဲတောင်မန်ကနေဖြတ်တင်ပေးပို့မှုကိုထင်းပါခေါင်းထိုက်ပိတ်သွင်းခဲ့တာကထီချက်မမှန်ပဲလွဲချော်သွားခဲ့တာဖြစ်ပါတယ်။အာဆယ်တိန်ကချယ်ဆီတို့ဆယ်ရောင်းနဲ့ကစားနေရာကိုအခွင့်ကောင်းမယူနိုင်ခဲ့တာကြောင့်အမပီစီယာထိတ်ဆုံးမှာခုနှစ်မှတ်ဖြတ်ဦးဆောင်နိုင်မဲ့အခွင့်အရေးလွဲချော်ခဲ့ပြီးဒုတိယနေရာကမန်စီးတီးနဲ့၅မှတ်သာကွာဟရတာဖြစ်ပါတယ်။နောက်ထပ်အခွင့်အရေးလွဲချော်ခဲ့တဲ့အာဆင်နယ် အာဆနယ်ကဒီပွဲမှာတည်ကြခဲ့ပေမဲ့လည်းအမပေးစရာထိတ်ဆုံးမှာဆက်လက်ဦးဆောင်ထားနိုင်စေဖြစ်ပြီးဒီတရားစီလုံးမှာအကောင်းဆုံးအသင်းပုံစံပေါက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းလဘာဘူးမန်စီးတိုးနဲ့ပွဲစဉ်တွေမှာရမှတ်တွေရောကြခဲ့ပြီးအန်ဖီမှာပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာလက်ပလာနဲ့ပြန်လာခဲ့ရပါတယ်။မန်စီးတိုးနဲ့ပွဲမှာလည်းဆော့ဆော့ဆီဆီနောက်ကလိုက်ကစားခဲ့ရပေမဲ့ပွဲကိုအသာစီရယူထားနိုင်ခဲ့တာတော့မှပဲ။နာကျင်ချိန်မှုခြေပါကိုကြောင့်သာတည်တမတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ချက်စင်းတဲ့ပွဲမှာလည်းအရာအလုံးကညီမျှနေခဲ့ပြီးအင်ရှင်တွေတယောက်ယောက်သွားတော့မှသာအသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းတယောက်ယောက်နေတဲ့ချက်စင်းကိုအဆုံးသတ်နိုင်စွမ်းမရှိခဲ့ပဲနောက်ကနေတော့လိုက်ကစားခဲ့ရပြီးခြေပါကိုသွင်းယူပြီးတဲ့နောက်မိနစ်30ကျော်အချိန်ရခဲ့တာတောင်မှမဖြစ်မနေလိုအပ်တဲ့အညာတာကင်းမဲ့မှုမျိုးမပြားတာနိုင်ခဲ့တာဖြစ်ပါတယ်။ချက်စင်းရဲ့ဆူဖလာယီမန်ချက်အရင်ကလဘာဘူးပြီးတော့အာဆင်နယ်ဖြစ်လာခဲ့ပြီးမန်စီးတီးကနောက်ကနေအမိလိုက်ဖို့စောင့်ဆိုင်းနေပါတယ်။ဒါပေမဲ့အခုအာဆင်နယ်ဆူဖလာကိုစိန်ခေါ်နိုင်တာကချက်စင်းဖြစ်ကောင်းဖြစ်နိုင်ပြီး လူတချို့ကသာမာရစကိုင်းအတင်းကဖလားစိန်ခေါ်နိုင်မယ်လို့ယုံကြည်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းချက်စီကသူတို့လောက်ဆရာရှိတာတွေကိုတိုက်တိုက်ဆိတ်ဆိတ်ပဲလုံနေခဲ့ပြီးပြီးခဲ့တဲ့ရာသီတုန်းကလည်းခရစ်စမတ်ပတိုင်းခင်ထိဇေယျထိတ်မှအိုးဆောင်နိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ဆူပလာမျောလင်းချက်ကပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင်ချက်စီတင်းကပိုကောင်းလာပြီးသူတို့အနေနဲ့ဆူပလာစိန်ခေါ်ဖို့ကိုပိုပြီးလဲလဲနက်နက်စဉ်းစားတင်တယ်လို့ခန်းစားကောင်းခန်းစားနေရနိုင်ပါတယ်။ချက်စီတင်ကကန်ဆယ်လိုအထောက်ခံခဲ့ရတာတောင်မှပဲအာဆနယ်ကိုအကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာခြေချိုးရမှာဖြစ်ပြီး အခွင့်ရရခဲ့တဲ့အချိန်မှာကစားခဲ့တဲ့ပုံစံကသူတို့ရဲ့ဆူဘလားရီမန်ချက်ကအစေအမှန်ဖြစ်တယ်ဆိုတာကိုပြသနေပါတယ်။အာဆနယ်ရဲ့ရမှတ်ကွာမှုကိုရှင်းချနိုင်ခဲ့ရင်ပိုပြီးတော့ဗလားစင်ခွန်နိုင်စွမ်းမြင်မာလာမှာဖြစ်ပေမဲ့လေတရီတမတ်ကလည်းတယောက်ယောက်နေတဲ့ချက်စီအတွက်တော့ကောင်းမွန်ခဲ့တယ်လို့ပြောရမှာပါ။ချက်စီရဲ့ bomb squad ဒီစကလုံးကိုဘောလုံးမှာအတင်းထွက်လူပိုဖြစ်နေတဲ့ကစားသမားအစုအဖွဲ့ကိုပေါ်ပြရမှာအတုံးဖြူတာဖြစ်ပြီးအဲဒီကစားသမားတွေကမကြာခဏပြမတင်းနဲ့အဝေးမှာလေ့ကျင်ရတတ်ပါတယ်။ တခါတော့ငါချာလိုဘက်ကလည်းအဲ့ဒီအခြေအနေမှာရှိနေခဲ့ပြီးဒိုနယ်ချက်စီရဲ့အနာဂတ်ကပြီးဆုံးခဲ့ပြီဖြစ်ပုံပေါ်ခဲ့ပါတယ်ထူးထူးဆန်းဆန်းပဲဘွန်စကွတ်ဆိုတဲ့စကားစုကိုရပ်ပီမာလည်းအသုံးပြုပြီးမကြာခဏအခွဲထဲဝင်လာပြီးအတင်းတွေကိုဖျက်ဆီးပြီးတော့နိုင်ပွဲတွေရယူနိုင်တဲ့တောင်အာဖရိကသားတွေကိုဖော်ပြတဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်ချာလိုဘက်ကသူ့ရဲ့မော်ဆန်နဲ့မလျှော်သောဆွဲလုံးလာဝရီးယားနဲ့ဂျိုးပန်းမှုကိုစတမ်ဘူဘရစ်မှာဆက်လက်ပြသပြီးဘွန်စကွတ်အဖွဲ့ဝင်တွေရဲ့အယူဆကိုပြောင်းလဲပေးဖို့ကူညီပေးနိုင်တာဖြစ်နိုင်ပါတယ်တရုတ်ဆောင်ကောင်းပေမဲ့အနေကထိခဲ့တဲ့ခိုင်စေတော ဂိုင်းဆေဒွါဒီယာဒီမှာရင်သက်ရှူမောစရာကောင်းခဲ့ပြီးဒီဘက်မတိုင်ခင်မှာလည်းသူ့ကိုကန်နာတွေခေါ်ယူဖို့ကြိုးပမ်းမှုလွဲချော်သွားခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီးအများဆုံးပြောစရာဖြစ်ခဲ့တဲ့သူပါဂိုင်းဆေဒိုနဲ့ဒေကနရိုက်စ်တို့ကဘသူကပို့ပြီးလွမ်းမိုးနိုင်စွမ်းရှိတဲ့ကစားသမားလေးဆိုတဲ့အငင်းခုံကပြင်းထန်ခဲ့ပြီးမလဲနောက်ဆုံးမှာတော့ဂိုင်းဆေဒိုကကွင်းထဲမှာမိနစ်40တောင်ပြည့်အောင်မနေခဲ့ရတာဖြစ်ပါတယ်ကန်စီတို့ကမယ်ရီနိုရဲ့ခြေချင်းဝတ်ကိုနင်းခဲ့ပြီးကြောင်းမက်ဖွယ်ဖြတ်ထုတ်မှုကိုပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒိုင်လိုဂျီအန်တိုနီဒေလာကအနေကပြတင်းတဲ့ပြစ်ဒဏ်ကျူးလွန်မှုဆိုတာတီးဖို့ဗီယာဂျားဝင်ဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်ဒီထုတ်ပယ်မှုကဘွဲရဲ့အချိန်ဟုန်ကိုလုံးဝပြောင်းလဲသွားစေခဲ့ပြီးအီဂွေရောဂျက်ပွင့်တွေနဲ့သူရဲ့ချိန်သားမကိုက်တဲ့ဖြတ်ထုတ်မှုအတွက်နောင်တရခဲ့မှာဖြစ်ပါတယ်ဘွဲကြောင့်ခဲ့တဲ့လန်ဒန်တာပြီးနှစ်သင်းစလုံးကသူတို့ရဲ့ပြိုင်ဘက်တွေကိုသူတို့ရှိနေတယ်ဆိုတာသိအောင်လှုပ်ချင်ခဲ့တာကြောင့်စတမ်ဘိုဘရစ်ကဘွဲစဉ်ကစီကံပိုင်းမှာတော့ကောင်းမွန်တဲ့ဘွဲတစ်ပွဲမဟုတ်ခဲ့ပါဘူး73မိနစ်အပြီးမှာပဲဒန်လူကြီးကအဝါကတ်၃ခန်းထိပြသထားခံရပြီးဖြစ်ပြီး ဒီအသည်မှာပရီးမီးယားလိမှာအစောဆုံးအဝါကအများကြီးပြတာခဲ့ရတဲ့ပွဲလေးဖြစ်ခဲ့ပါတယ်။အာဆနယ်တဲက2006စက်တင်ဘာလတုန်းကမန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲတုန်းကအဖွင့်15မိနစ်အတွင်းအဝါကနှစ်ကန်းနဲ့အထက်ရရှိခဲ့တဲ့နောက်ပိုင်းပထမဆုံးအကြိမ်စောစောစီးစီးအဝါကတွေပလူပြန်ခဲ့တာဖြစ်ပါတယ်။ကိုင်းစရွေးအနီကကတော့အန်အသင်းစရာမဟုတ်တော့ပဲပထမပိုင်းမှာအပြန်အလှန်ကစားပုံကြမ်းတမ်းခဲ့တဲ့ပွဲစဉ်မှာအတင်းတတင်းကတော့အနီကထိလိုက်မယ်ဆိုတာအားလုံးကြိုတင်မှန်းဆခဲ့ကြပြီးသားဖြစ်ပါလိမ့်မယ်အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ race jane ရေးစကျင်းကတကယ်ကိုအံအသင့်စရာကောင်းတဲ့ကစားသမားဖြစ်ပြီးပြီးခဲ့တဲ့နှစ်တွေမှာဒါကွင်းထဲထက်ကုသရေးစပွဲပေါ်မှာအချိန်ပိုမဖြုံးထိခဲ့ရရင်ဘလောက်တောင်ကောင်းမွန်တဲ့ကစားသမားဖြစ်ခင်မလဲဆိုတော့တွေးကြည့်လို့တော့မရပါဘူး။ညနောက်ခံနေရာမှာပုံမှန်အားဖြင့်ပိုးကစားခဲ့ရပြီးတခါတလေနောက်ခံတောင်းမှန်မှလည်းကစားခဲ့ရပါတယ်။တနင်္ဂနွေနေ့ပွဲမှာတော့ကွင်းလေဘဟုကစားသမားအဖြစ်အသုံးပြုခြင်းခံခဲ့ရပြီးအသင်းပေါ်မှာကြီးမားတဲ့လွမ်းမိုးမှုရှိနေစေဖြစ်ပါတယ်။ရစ်ကျင်းကခန်းစစ်တီဆင်းပြီးဘောလုံးယူတာအာစနယ်ခန်းစစ်အဲရီယာကိုဘောလုံးပေးပို့ပြီးတိုက်စစ်ကိုကူညီပေးတာတွေလုပ်ပေးခဲ့ပါတယ် ်အင်္ဂလန်ကျော်ဝင်းကအာစနယ်ခံစစ်ကိုပြဿနာဖြစ်စေခဲ့ပြီးဂလာဖီယိုရီကိုပြစ်ဒဏ်ကျူးလွန်ရအောင်လုပ်နိုင်ခဲ့ပါတယ်။တနင်္ဂနွေနေ့တညနေ့လုံးကစားသွားတဲ့ခြေစွမ်းကကဘာအဆင့်ဖြစ်ပြီးချက်စီကရစ်ဂျိန်းအတင်းထဲမှာပါဝင်တဲ့အချိန်ကြာရင်အများကြီးပိုကောင်းတဲ့အတင်းဖြစ်နေတာတော့အမှန်ပါပဲ။ဒီယိုဝဲလ်ကော့ကစတန်ဘုတ်ဘရစ်မှာချက်စီနဲ့တကောတကောတည်ကြခဲ့ပြီးနောက်အာစနယ်ကအနိုင်ကိုရမယ်ကြီးမားတဲ့အခွင့်အရေးကိုလွဲချော်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ချက်စီကဒုတိယပိုင်းအစမှာအန်အားသင့်ပဲဦးဆောင်ကိုတွင်းယူသွားခဲ့တာဖြစ်ပြီးမရီနိုကချာလိုပိုင်းရဲ့တွင်းကိုကိုပြန်လဲခြေပနိုင်ခဲ့တာဖြစ်ပါတယ် အဲဒယ်ရီကတယောက်သားနဲ့ကစားနေရပေမဲ့လည်းအခွင့်အရေးတွေဖန်တီးနိုင်ဖို့ရုန်းကန်ခဲ့ရတာဖြစ်ပြီးပွဲပြီးကနေနာချင်းချင်းပို့မှာယောဂရက်ကအပိုင်ခွင့်ရရခဲ့ချိန်မှာအသင်းပေါ်တင်ပါကဘောလုံးကိုလုပြီးခေါင်းတိုက်သွားခဲ့တာဖြစ်ပါတယ်ဆွေတင်တိုက်စင်မှုကဟင်ကာပီရဲ့ဖြတ်တင်ပေးပုံမှုကိုအဆုံးသတ်နိုင်မဲ့ပုံပေါ်ခဲ့ပေမဲ့လေဒင်မာကရှေးကနေကောင်းဝင်တိုက်ပြီးလွဲချော်သွားခဲ့တာဖြစ်ပါတယ်။ဒါကခမားပွဲပြီးကနေမှာဂိုးအသေးအတန်သွင်းယူနေတဲ့အချိန်ဖြစ်ပြီးခမားအနေနဲ့ရှေ့မှာလူတွေအများကြီးရှိနေခြင်းမဟုတ်ပါဘူး။ ညာနောက်ခံလူတစ်ယောက်ကဒီနေရာမှာရှိနေခင်ခင်ဗျားအဲ့လိုအမြဲတမ်းခံစားရမှာပါကျွန်တော်သာယောဂရက်ဆိုရင်မိကုံထုတ်မှာပါဒီနေရာကငါ့ရဲ့နေရာပဲအဲ့ဒါကြောင့်ငါကွင်းထဲမှာရှိနေတာလို့ပြောမှာပါဒါပေမဲ့ဒီမှာကြည့်သူကဒါကိုတရားတီလုံးလုံးနေခဲ့တာပါဒါပေမဲ့သူစိတ်ပြက်ခဲ့မှာပါယောဂရက်ကအဲ့ဒါကိုကိုယ့်ဖြစ်ပြောင်းလဲနိုင်ခဲ့လိမ့်မယ်ဆိုတာကျွန်တော်တန်တရားမရှိပါဘူးဒါပေမဲ့ကစားသမားတွေကကိုယ့်နေရာကိုမနေတဲ့အချိန်မှာအဲ့ဒါကကျွန်တော်ကိုစိတ်နှောက်ရှက်ဖြစ်စေတယ်ဒါပေမဲ့အာဆင်နယ်က penalty area ထဲမှာလူတွေအများကြီးဘာလို့ဖြစ်နေခဲ့တာလဲဆိုတာကျွန်တော်နားလေပါတယ် ဒါပေမဲ့ယောဂရက်စ်ကတခါတလေမှာအရန်တဘောကောင်းလွန်တယ်လို့ကျွန်တော်ထင်တယ်လို့ပြောကြားခဲ့ပါတယ်။အာစနယ်တင်းကဒီနေ့ခုနေ့ညကစတမ်ဘူဘရစ်မှာချက်ဆီနဲ့ပြင်းထန်တဲ့တိုက်ပွဲဖြစ်ခဲ့ပြီးတဖက်တကိုးစီတရေကြခဲ့ပြီးနောက် FA ရဲ့ကြီးမားတဲ့ဒဏ်ငွေတက်ရိုက်တာခံရတော့မယ်လို့သိရပါတယ်။ Moise Kainse တို့ရဲ့အစောပိုင်းအနီးကပ်ကပွဲကိုပို့ပြီးတော့ကျက်စီခဲ့ပြီးအရင်တွေကသူတို့ကွင်းဘက်ချမ်းမှာပဲပိတ်ကစားခဲ့ပြီးတော့ရုံးမဲမရှိစံချိန်ကို9ပွဲအထိဆက်လက်တိုးမြင့်နိုင်ဖို့တော့လုံလောက်အောင်လုပ်နိုင်ခဲ့ပါတယ်။ ဂါလူဂျီအန်တိုနီတေလာကဗရမပိုင်းပွဲကစားချိန်အစောပိုင်းမှာပြစ်ဒဏ်ကျူးလွန်မှုတွေအတွက်အဝါကက်ကြောက်ကက်တိပြတာခဲ့ရတာကြောင့်ပွဲကရပ်လိုက်ပြန်ဆလိုက်နဲ့ဖြစ်နေခဲ့ပါတယ်။ချာလိုပိုင်းရဲ့ဒုတိယပိုင်းပြန်ဆပြီး2မိနစ်အကြာမှာတောင်းခံဘောကနေကောင်းတိုက်သွင်းယူခဲ့တဲ့ကိုကကန်နာရီကိုကိုထုံနဲ့ကိုပြန်အရိုက်ခံရတယ်လို့ဖြစ်စေခဲ့ပြီးတိတ်မကြခင်မှာပဲမယ်ရီနိုကခြေပါကိုကိုပြန်လဲသွင်းယူသွားခဲ့တာဖြစ်ပါတယ်။အဆုံးမှာတော့တပတ်တကိုးစီတေးနေပဲပြီးဆုံးသွားခဲ့ပြီး ာဒေတာရဲ့အတင်းကတော့လူအသားနဲ့ကစားခဲ့ရတာကြောင့်ဒေတာပေါ်ပြီးကောင်းမွန်တဲ့ရလက်ရယူနိုင်ခဲ့တဲ့လို့ခံစားနေရချိန်မှာလူသိမသိတဲ့စီးမင်းကိုချိုးဖောက်ခဲ့တဲ့အတွက်ဒဏ်ကြီးလဲထပ်ရိုက်ခံရအောင်မှာဖြစ်ပါတယ်။အာဆန်တင်းကပြီးခဲ့တဲ့ရာသီတုန်းကနဲ့ရှင်ရင်စီကံပိုင်းပေါ်ပြီးကောင်းမွန်လာခဲ့တယ်လို့ပြောရမှာဖြစ်ပြီးအာရာရဲ့တင်ကစတမ်ဘူဘရစ်ကိုမလာခင်ဆန်နပွဲကစားခဲ့ရမှာအဝါကက်ဆန်နကတ်တာရရှိထားခဲ့တာကြောင့်ပရီးမီးယားလိမှာအဝါကက်အ ਨੇ ဆုံးအသင်းဖြစ်ရပ်တည်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတနင်္ဂနွေနေ့ညမှာနောက်ထပ်အဝါကက်6ကက်ထပ်ထိခဲ့ပြီး လက်ရှိမှာတော့ပွဲစဉ်တပွဲထဲမှာသတ်မှတ်ထားတဲ့အဝါကပ်ပမာဏကိုကျော်လွန်သွားလို့ဒဏ်ငွေပေါင်း2500တောင်တက်ရိုက်ခံရတော့မှာဖြစ်ပါတယ်ပရမီးယားလိဂ်တင်းတွေကပွဲစဉ်တစ်ပွဲအတွင်းမှာအဝါကက်6ခန်းနဲ့အထက်ပြသခံရရင်ဒန်ဂျီပေါင်2000ခွဲဆောင်ရမှာဖြစ်တယ်လို့ Daily Mail ကလောင်ရှင် Kieran Gates ကအတည်ပြုခဲ့ပါတယ်။ဒန်ဂျီကဇက်တိုက်ပြစ်ဒဏ်ကျူးလွန်လာရင်ပမာဏတိုးမြင့်လာမှာဖြစ်ပြီးပရမအချိန်အဝါကက်6ခန်းနဲ့အထက်ပြသခံခဲ့ရပြီးနောက် ဒုရီယာအကျဉ်ဆိုရင်ပေါင်9000ဒတိယအကျဉ်ဆိုရင်ပေါင်9000ခွဲနဲ့ကန်သက်ချက်ကိုစက္ကစက္ကချိုးဖောင်းမှုအတွက်ဒန်ကြီးကတိုးမြင့်လာမှာဖြစ်ပါတယ်။ Vidarock Grass ကအရန်ကုန်ကနေလူသားဝင်လာပြီးနောက်မင်းနပိုင်းအတွင်းမှာပဲ Robert Sanchez နဲ့ဘောလုံးရှင်လို့ရမှာ Chelsea ကိုသမားကိုထိခိုက်တန်းရရစေခဲ့တဲ့အတွက်အဝါကက်ပြတာခံခဲ့ရပြီး Zubimendi, Hingabi, Mosquera, Calafiori နဲ့ Luis Galero အားလုံးကလည်းအဝါကက်ပြပြတာခံခဲ့ရတာဖြစ်ပါတယ်။ ုံမှန်အပြင်တိုင်းလူကြီးတွေကဘွဲကြီးဘွဲကောင်းတွေမှာဘွဲစီစဉ်မှုကိုအဟန့်တားမဖြစ်အောင်ဒေါ်ယုံဖြတ်ထုတ်မှုအဝါကပြရမယ့်ကိစ္စတွေအလွတ်တကယ်မပေးရမှာတွေကိုမျက်စိမှိတ်ထားပေးလိမ့်ရှိပေမဲ့အန်တိုနီတေလာကတော့တနေ့ဝန်တနေ့ညနေမှာဘွဲကိုထိန်းနိုင်ဖို့ရုံးခံခဲ့ရပုံပေါ်ခဲ့ပါတယ်။အရန်အန်အတင်စရာကောင်းတဲ့ကတော့ချက်ဆွေးတင်းကိုအဝါကပြတစ်ကြိမ်သာပြသခဲ့တာဖြစ်ပြီးဂိုင်းစေတိုကတော့အဝါကပြပြီးမှဆုံးဖြတ်ချက်ပြန်လည်ပြင်ဆင်ပြီးအနီကပြသခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးတနေ့ဝန်တနေ့တွေကိုအမြဲကြည့်ရှုနားဆင်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတို့ပဲတင်ရှိပါရစေခင်ဗျာ